对，烧香的烧，烧黑烧黑。ไอ้ชาวเนี่ยโหมาก็ยิงผู่อ่ะไอ้ห่าปู่ว่าด้วยปู่ว่าด้วยมาตัวอ่ะชิมที่ก็สึกสึกจังก็กองหันท้าได้เนาะปู่ยิงชะในมีนี่ญาติก็กองไปสู้ท้าได้เนาะอธิไหนก็ยาตัวก็ไอ้2023โนอ่ะโนมาโนอ่ะอมูยิงนี่ไตตัวจ้ะတော့ที่สึกกูยิงเนี่ยปู่เราไม่ท้าได้อธิก็ไม่ท้าได้ด้วยสะท้านไม่ได้ စကိုင်းတိုင်းပလဲမြို့နယ်ကစစ်ကောင်စီရဲ့ရေးပါတဲ့ကန်တော့ရဲစခန်းကိုပြည်သူ့လူမျိုးရေးတပ်မတော် PL နဲ့ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တွေကပူးပေါင်းပြီးဇွန်လ16ရက်နေ့မှာအပိသက်သိမ်းပိုက်ခဲ့ပါတယ်။ကန်တော့စခန်းဟာပလဲမြို့နယ်ကနေမကွေးတိုင်းခံကောမြို့ကိုသွားတဲ့လမ်းပိုင်းပေါ်မှာရှိပြီးစစ်ကောင်စီအတွက်ပထဝီအနေထားရရေးပါတဲ့စခန်းတစ်ခုပါ။ ကန်တော့ရေစကန်ဟာပလဲမျိုးမှာရေစကန်ပြီးရင်ဒုတိယအကြီးဆုံးရေစကန်ဖြစ်ပြီးဘန်ကာတွေမိုင်းကွင်းတွေကရုတ်ကျင်းတွေနဲ့ခန့်စစ်အထက်ထက်ပြင်ထားတဲ့တက်စကန်တစ်ခုဖြစ်တယ်လို့ကန်တော့စကန်တိုက်ပွဲမှာပါဝင်ခဲ့ဘူးတဲ့စီးရေးသတင်းရင်းမြစ်ကပြောပါတယ်ဒီစကန်ကိုတော်လိုင်းအဖွဲ့အနေနဲ့ဇွန်လ2ရက်နေ့ကနေစတင်တိုက်ခတ်ခဲ့ပြီး18ရက်ကြာထိုးစစ်ဆင်ပြီးတင်ပိုက်ခဲ့တာပါစစ်တပ်ကဒီကတကယ်အဓိကကျတဲ့ဒီမာဒူကလမ်းမလို့ဖြစ်နေပြီပြူပြူကျတဲ့လမ်းမလို့ဖြစ်နေတဲ့အတွက်လုံးဝအချက်မခံဘူးသူအကျွေးကြော်တာ ဒီကတော့မှအရာရှိကိုနေရောက်ထိုင်တယ်။သုံးမှုနေရောက်ထိုင်တယ်။ပြီးတော့အဲ့ဒီပန်းကားလေးဆိုလဲတုံးကဟိုအဟက်ဒီရောပန်းကားလေးရောဒီဘုံနဲ့ခံနေတော့ဒီလောက်တာ။အရာရှိကိုပုံမှန်ပြည့်နေတာဆိုရင်လေချောင်းတော့ချောက်ပြီးမြဲလို့ဟာမျိုး။အဲ့အလောက်ကြီးအရေးပါတယ်ကျွန်တော်ကိုသိနိုင်တဲ့အတွက်ကျွန်တော်အင်တီစီကူကိုပြုနေပါပုံများဝင်ပြုံးပုံများဝင်ပါ စစ်ကောင်စီဘက်ကတော့စခန်းမကျရေးအတွက်ဇွန်လ2ရက်နေ့ကနေစခန်းသိမ်းနိုင်တဲ့ဇွန်လ16ရက်နေ့ထိလေကြောင်းတိုက်ခတ်မှုအကြိမ်200ကျော်ပြုလုပ်ခဲ့ပြီးဘုံဒီအလုံး5ကျော်ကျဲချခဲ့တယ်လို့ PLA ဘက်ကဆိုပါတယ်ဒါအပြင်ကန်တော့ကြေးရွာနဲ့သုံးပိုင်ခန့်အကွာမှာရှိတဲ့စစ်ကောင်စီပြည်သူစစ်ပြူစောထီးတွေအခြေစိုက်တဲ့အင်မတီရွာကိုရဟန်းရင်နဲ့အချိန်ချင်းစစ်ကူပို့ပြီးအားဖြည့်ခဲ့ပေမဲ့တော်လိုင်းရေးအဖွဲ့တွေဘက်ကစစ်ကူလာတဲ့စစ်ကြောင်းတွေကိုတိုက်ခိုက်နိုင်ခဲ့မှုဟာတိုက်ပွဲအလေပြောင်းဖြစ်စေခဲ့ပါတယ်။ ကန်နောက်ရေစကန်ကိုပြီးခဲ့တဲ့2023နိုဝင်ဘာလတုန်းက NUG တပ်ရင်းတပ်ဖွဲ့တွေပေါင်းပြီးတိုက်ခိုက်ခဲ့ပေမဲ့ရဟတ်ရင်တွေနဲ့လာပို့တဲ့စစ်ကိုတွေနဲ့မိုင်းကွင်းတွေများစွာရှိရာကြောင့်တော်လိုင်းရင်အဖွဲ့တွေပြန်ဆုတ်ခဲ့ရပြီးအခုမှတကြောပြန်သိမ်းပိုက်နိုင်ခဲ့တာပါစခန်းသိမ်းတိုက်ပွဲမှာတော့စစ်ကောင်စီဘက်ကထိခိုက်သေဆုံးတာတွေနဲ့တော်လိုင်းရင်အဖွဲ့တွေဘက်ကနေလည်းသေဆုံးထဏ်ရရခဲ့တာတွေရှိပါတယ် ဒါအပြင်စစ်ကောင်စီဘက်ကနေလက်နက်ခဲယမ်းတွေကိုလည်းတင်စီရမိခဲ့ပြီးစစ်တုံးပန်းတို့ချို့လည်းဖမ်းမိထားတာရှိတယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။ကန်တော့ကြားသွားတဲ့အတွက်ဘာဖြစ်လဲဆိုကျောထီကျောကောက်ပါသားတွေမြောက်ခင်ကြီးမှာစစ်တပ်ကနေပြီးစခန်းခုမှရှိတော့အဲအဲလိုသဘောမျိုးပြီးတော့ဒီပလဲကိုအဓိကတင်းကျုံထားတဲ့ဟိုစစ်တပ်ဘက်ကစားကောက်ဘက်ကစုံမှုထားတဲ့ပြူရွာတွေပေါ့ပြူသူစစ်ရွာနေရွာနဲ့အာအဓိကအင်အားလူများတာနဲ့တင်းကျုံထားတာအဲ့နေရွာရဲ့ ရေကြာပိုင်းကြီးစစ်ဆောင်ခုပြီးတော့ပြီးပြီးတော့ဒုက္ခပြီးတဲ့ဟာအတိအအားဘာရယူတာလဲကန်းတော့စကန်းအားကိုယူထားတာလက်ရှိမှာတော့ပလဲမြို့နယ်အတွင်းကိုဇွန်လ20ရက်နေ့မနက်ပိုင်းထိစစ်ကောင်စီဘက်ကနေလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်နေပါတယ်။ကန်နောက်ရွာရဲစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီအတွက်စစ်စခန်းတစ်ခုတပ်ပို့ပြီးဆုံးရှုံးမှုကြီးမားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့မှာဘုံလာကျဲတဲ့စစ်ကောင်စီရဲ့တရုတ်နိုင်ငံထုတ် F7 တိုက်လေယာဉ်ကိုတော်လိုင်းအဖွဲ့တွေဘက်ကပစ်ချနိုင်ခဲ့တာကြောင့်ပြတ်ကျခဲ့ပါတယ်။ ကန်ထောင်စခန်းသိမ်းတိုက်ပွဲမှာတော့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ရဲ့မျိုးသမီးရဲဘော်တွေနဲ့ပါဝင်တိုက်ခတ်ခဲ့လို့ထုတ်ပြန်ထားပါဗျ။